YouTube မှာ live လွှင့်ရင်ပတ်စံဘယ်လောက်ရလဲဘယ်လို live လွှင့်ရလဲဘယ်ဟာတွေအခက်အခဲတွေရှိလဲဆိုတာကိုကျွန်တော်ဆက်သက်ပြီးပြီကျွန်တော်ဆက်သက်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေတွေအကုန်လုံးကိုဒီနေ့ရှင်းပြမယ်အဲ့တော့ပထမဆုံးအစိတ်အပိုင်းအနေနဲ့ကျွန်တော်အရှိမ live လွှင့်ထားတဲ့ဟာ၃ခု၄ခုလောက်ရှိအဲ့ဒါရဲ့အခြေအနေကိုဝင်ကြည့်ရင်လည်းကျွန်တော်မိတ်ဆွေတို့ကို channel တွေက insight ကိုကျွန်တော်ပြတယ်အဲ့တော့ကျွန်တော်တို့က YouTube ကြီးကိုတော်လိုက်ရင်ဒါမျိုးပေါ်တယ်ပေါ့ဗျာအဖုန်းနဲ့တူတူဆိုရင် YT Studio ဆိုတာလေးကို download ဆွဲထားလိုက် ဒီ YouTube Studio ကိုသွားပြီးတော့ကြည့်ဖို့အတွက်ကိုပေါ့နော်တချို့တွေမေးတယ်ကိုမ follower တွေ subscriber တွေဘယ်လိုကြည့်ရလဲလို့ဘာလို့လीအဲ့တော့ဖုန်းက mobile app မှာ YouTube app မှာမမြင်ရဘူး WinT Studio ဆိုတော့ download ဆွဲထားရင်မြင်ရတယ်ကွန်ပျူတာသမားတွေကတော့ဒီမှာညာဘက်ထောင်း profile ပုံလေးကိုနှိပ်လိုက်ပြီးွားရင်အဲ YouTube Studio ကိုသွားလိုက်ပေါ့နော်အဲ့ဒါပြီးသွားရင်ကျွန်တော်တို့ဒီမှာ content ညကျွန်တော်တို့တင်ထားတဲ့ video လေးတွေတွေ့နေမှာပေါ့နော်အဲ့တော့တင်ထားတဲ့ဗီဒီယိုတွေကဒီမှာမြင်ရပြီးတော့ကျွန်တော်တို့ live stream ထားတဲ့အရာတွေကဒီဘက် live ဆိုတဲ့အောက်မှာမြင်ရတယ် အဲ့တော့ကျွန်တော်ဆိုရင် live ဆမ်းပြီးလွှတ်ထားတာဘယ်နှချိန်ရှိသွားပြီလဲဆိုတော့ဒီနှစ်သုံးလေး၅ချိန်ရှိသွားပြီအဲ့ဒီ၅ချိန်မှာပတ်စံဘယ်လောက်ရတယ်လဲအဲ့ဒါကိုအရင်ဝင်ပြီးပြမယ်ကျွန်တော်ရထားတဲ့ view လေးလေးကိုကြည့်ကြည့်နော်တထောင်1200ဒီမှာ1900အ1200အောက်ဆုံးမှာ1300 comment လေးတွေက53 50စသည်ဖြင့်ပေါ့နော်ဒါပေမဲ့အဲ့ဒီ view တထောင်ကျော်ဒီကျွန်တော် live လွှင့်နေတဲ့အချိန်မှာရထားတာမဟုတ်ဘူးဒီထဲမှာ view အများဆုံးရထားတာကဒီမှာ1900 okay ဒီ video ကိုကြည့်ကြည့်မယ် analytics ကိုကျွန်တော်ဒီ detail ဆိုတာလေးကိုနှိပ်လိုက်မယ် analytics ကိုကျွန်တော်ဒီဘက်ကိုသွားလိုက်အဲ့တော့ဒီနေရာမှာကျွန်တော်မိတ်ဆွေတို့ကျွန်တော်ပြချင်တာဒီနေရာဒီ revenue ဆိုတဲ့နေရာလေးကိုနှိပ်ကြည့်လိုက်နှိပ်ကြည့်လိုက်ရင်ကျွန်တော်တို့ဒီအောက်မှာဘာမြင်ရလဲဆိုရင် statistic မြင်ရတယ်သူလိုချင်တာကကျွန်တော်ဒီဒီ live လွှင့်နေတဲ့အချိန်မှာလွှင့်နေစေဒီ video အားလုံးမဘလောက်ကြာအောင်ကျွန်တော်လွှင့်ခဲ့လဲတနာရီနဲ့14မိနစ်ကြာအောင်ကျွန်တော်စကားပြောခဲ့တယ်အဲ့တော့လွှင့်နေတဲ့အချိန်မှာရတဲ့အရာက0.66အဲ့ဒီအချိန်မှာ viewer ဘလောက်ရလဲကျွန်တော်မသိဘူးပြီးတော့ရင် ဒီဘက်မှာ replay ကျွန်တော်တို့ live friend ပြီးသွားမှဝင်ကြည့်တဲ့သူတွေဖွင့်ပြီးသွားပြီအဲ့ဒီချက်မှဝင်ပြီးကြည့်တဲ့သူတွေနားထောင်နေသူတွေက2.61ရတယ်သူတို့ဆီကနေအဲ့တော့ဒီနေရာမှာတခါတည်းဘာအောင်နားလည်လိုက်ရမလဲဆိုတော့ live friend နာနေလေကျွန်တော်တို့ကအမှားရရှိကျွန်တော်ခက်တီတီနဲ့ live ဆကျင်းမှာလူတွေကဝင်မလာသေးတဲ့အချိန်ကြောက်တော့တော့နဲ့ထိုင်နေတယ်ကိုယ်အတန်ကြားလာမကြားလာမသိဘူးစကားကပြောရမှာလားမပြောရမှာလားမသိဘူး view ကလည်းမတက်လာသေးဘူး ဒါပေမဲ့အဲ့လိုအချိန်တွေပါတခါတည်းလိုက်လွင်ပွဲစားကြတဲ့ဇကားလေးပါလေးပြောထားတဲ့နေ။ဘာကြောင့်လဲဆိုတော့ replay ပြန်ကြည့်တဲ့လူတွေကဒီ live တွေကိုစပြီး play နေလိုက်တာနဲ့ဘာဖြစ်နေမှမသိဘူး။ကိုနေရကြောင်တောင်ကြီးနဲ့ထိုင်နေတယ်။ကိုနေအရှိရ live တွေဆိုပြန်ကြည့်ကြည့်လိုက်။ကြောင်တောင်နဲ့ထိုင်နေတဲ့ဟာလူတွေကကျွန်တော်ပြောတာကြားရည်လားခင်ဗျာ။ကျွန်တော် live ပေါ်ရောက်နေပြီလားခင်ဗျာ။ဘာမှမသိဘူးလေ။အဲ့တော့ကြည့်ကျင်စိတ်ဖြစ်ပေါ်ခြင်းမှာဖြစ်ပေါ်မယ်။ကျွန်တော် live နဲ့အခါကြရင်လေဟို content တစ်ခု video တစ်ပုဒ်ဖန်တီးနေတဲ့ကဲတို့စိတ်ထဲမှာထားပြီးတော့စကြတဲ့ဟိုကမင်္ဂလာပါဒီနေ့တော့ကျွန်တော် live stream လေး ်အဲလွှတ်မှာဖြစ်ပါတယ်ဘာညာစသည်ဖြစ်မို့နော်အဲ့လိုစပြောတင်တယ်လို့ကျွန်တော်သင်ကန်းစာရတယ်ဘာကြောင့်လဲဆိုတော့အရှိတ live ဒီအလုံးမှာကျွန်တော်အဲ့လိုမလုတ်ခဲ့ထားဘူးဒီဘက်မှာဘာတွေပြဿနာထက်ရတာလဲဆိုရင်ဒီဘက် RPM ပေါ့ဗျာ revenue per 1k ဒီ 1k လူတစ်ထောင်ကြည့်တိုင်းမှာရတဲ့နှုန်းကကျွန်တော်ဆိုရင်တော့1.7အခု view 1.9k မှာကျွန်တော်ရရနှုန်းကတလောက်ပတ်စံအများဆုံးရတာတွေကဒီ skipable video တွေဘာလဲဆိုကျွန်တော်တို့လေကြော်ညာတွေထိုးလာတယ်ကျွန်တော်ထွင် skip နှိပ်လို့ရတယ်ကြော်လို့ရတယ်အဲ့ဒီရရတဲ့ပတ်စံနှုန်းကတလောက်ပြီးွားရင် display ကြောင့်ရတာကျွန်တော်တို့ video တွေ ြည့်နေတဲ့အချိန်မှာအောက်မှာကြော်ညာလေးတွေတခါလေးကြိုက်ထိုးတာရှိတယ်။အင်ကြီးလေးတွေဖက်နက်ကလေးတွေအဲ့ဒါကြောင့်ရရလည်းရှိတယ်။နောက်တစ်ခုကကြော်လို့မရတဲ့ကြော်ညာအဲ့ဒီကနေလည်းပတ်စံရတယ်တဲ့။ publish ဆက်ပြီးလုပ်တဲ့နေ့ကလေးကကျွန်တော်ဒီ live ဆက်လွှင့်လွှင့်ခြင်းနေ့မှာ60ပြား60အဲ့ဒီကနေတကြက်20တကြက်30တနည်း10ပြား15ပြားလောက်တက်လာတာပေါ့လေတက်လာပြီးတော့မှဒီမှာ2ဒေါ်လာ3ဒေါ်လာနဲ့ယနေ့တိုင်း September 10ရက်နေ့နေ့ဒီနေ့အထိကို2.38ပဲရတယ်။အဲ့ live ကိုပြန်ပြီး replay လုပ်တဲ့နှုန်းအပါအဝင်မှာ တထောင်ပဲရှိတာ live လုပ်နေတဲ့အချိန်မှာကျွန်တော်ဆိုရင် subscriber အခုဘယ်လောက်ရှိလဲမသိဘူး 9k 90k အဲ့လောက်ရှိမယ်ထင်တယ် subscriber ကျွန်တော်ရဲ့ချစ်ခင်ရတဲ့မိတ်ဆွေတွေ9000ကျော်ရှိပြီမလဲသူတို့အားတဲ့အချိန်မှာအားတဲ့အချိန်ရန်ရှိသေးတယ်အဲ့တော့သူတို့အားတဲ့အချိန်နဲ့ကြုံတဲ့လူပဲ live ထဲကိုဝင်လာတာဆိုတော့အဲ့ဒီအချိန်မှာအယောက်ပုံမှန်ဆို40 50ပဲကျွန်တော် live နဲ့အချိန်နဲ့လဲဆိုင်တာပေါ့ကျွန်တော်လူမရှိတဲ့အချိန်တွေတွတ်လွှင့်တာလည်းပါတယ်တကောင်ကျော်တွေလွှင့်ထားတယ်ဒီခါလေးကျရင်လူတွေအလုတ်သွားနေတဲ့အချိန်မှာအားတဲ့အချိန်တွေကျွန်တော်တွတ်လွှင့်ထားလိုက်တယ် တော့အဲ့လိုအခြေအနေတွေမှာ live ပေါ်မှာကြည့်တဲ့လူကလည်းနည်းတယ်လို့ live ကိုပြန်ကြည့်တဲ့သူကတာမန်ဗီဒီယိုထက်အဲ view နည်းတယ်ဗျာတာမန်ဗီဒီယိုထက် view နည်းတယ်ဗျာတော့ live က live ရဲ့အရသာ live ဖြစ်နေတဲ့အချိန်မှာဝင်ကြည့်ရတာအရသာတစ်မျိုးကို live ပြီးသွားမှပြန်ကြည့်တာကအရသာတစ်မျိုးဆိုတော့ okay ဒါဆိုရင်ကျွန်တော်မိတ်ဆွေခန့်မှန်ဘယ်လောက်ရလဲကြည့်လို့ရပြီနော်နောက်တစ်ပုတ်ကျွန်တော်ပြမယ်ဒါဆိုရင်ကျွန်တော်လောလောလတ်လတ်ခုနှစ်ရမှ live လွှင့်ထားတဲ့ဟာပေါ့နော်အခုဒီကောင်ဘယ်လောက်ရသွားပြီလဲဘဝစိတ်ဖြစ်စီမှုတွေအားလုံးနဲ့ကျွန်တော်တို့ဒီပေါ်ကြမယ်ဆိုတော့ video analytics ကိုတက်ကြည့်ကြအောင် revenue ကိုကြည့်ကြည့်เนาะဒါကျွန်တော်0.44ရသွားပြီ live line နဲ့အချိန်ရတနာရီနဲ့48မိနစ်အဲ့တော့ live line နဲ့ခါအနည်းဆုံး15မိနစ်လွှင့်ပါလို့တချို့ဆရာကြီးတွေပြောကြတယ်အောက်ထက်15မိနစ်လွှင့်ရမယ်မဟုတ်ရင် YouTube ရဲ့ algorithm ကအလုံးမလုပ်ဘူးပေါ့เนาะအဲ့တော့ live line နေတဲ့အချိန်မှာဒီမှာ chat message တွေ reaction တွေဓာတ်တွေကတော့အဲကျွန်တော်တို့ live line နေတဲ့အချိန်မှာဘယ်အချိန်မှာဘယ်နှမိနစ်မှာစကားပြောရတယ်ဆိုတာတွေအများဆုံးဖြစ်တယ်ပေါ့ဗျာဒီနားမှာဆိုရင် comment တွေအများဆုံးရတယ်ပေါ့ စသည်ဖြင့်တနာ ਈ နဲ့48မိနစ်အလုံးမှာဘယ်သူတွေဘယ်လိုလာပြီးတော့စာတွေပို့ကြတယ်စကားပြောကြတယ်ဆိုတဲ့ဟာမျိုးတွေကိုအကုန်လုံးကျွန်တော်တို့တိုင်းမျိုးကြည့်လို့ရတယ် chat message တွေကိုတော့ကြည့်လို့လည်းရတယ်ကျွန်တော်ဆိုရင် intro မှာ အရင်ထိုးကြတာမြန်တာပဲတနာရီနဲ့အဲ48မိနစ်ပြောတဲ့ video မှာ average view က10မိနစ်ပဲရှိရယ်ပွဲစားကြတဲ့42% drop ဖြစ်သွားပြီတလား review က trend မဲ့အထင်မှလည်းမပါနိုင်ဘူးဒီတိုင်းပဲတွားတော့မယ်သို့တော့ဘယ်လောက်ရလဲဆိုရင်0.44ရတယ်တကယ်ကိုဘယ်လောက်တက်လဲ တရက်ကိုဘယ်လောက်လောက်တက်လဲကြည့်ကြည့်အောင်နော်ဒီနေ့တရက်ကို20 cent 40 cent အဲ့လောက်တော့တက်တယ်အဲ့တော့ကျွန်တော်ရဲ့နောက်ထပ် channel တစ်ခုလည်းတွားကြည့်ကြည့်အောင်နော်ဒီ channel ကတော့ monetization မအောင်သေးဘူးဒါပေမဲ့ဒီ channel မှာလည်းကျွန်တော် live လွှင့်ပူတယ် live က monetization မအောင်သေးလဲလွှင့်လို့ရရယ်နော်ကျွန်တော်ဒီမှာ monetization မအောင်သေးတဲ့နောက်ထပ် channel တစ်ခုမှာကျွန်တော် live လွှင့်ထားတယ်အဲ့တော့သူ့စီမှာဝင်ကြည့်မယ်ဆိုရင်အဲကျွန်တော်ကတော့ဒါ public မလုပ်ထားဘူး public မလုပ်ထားတဲ့အတွက် unlisted အနေနဲ့ထားထားရပေါ့ဗျာဒါကလည်းလျှောက်စမ်းတက်နေတာပေါ့ဒါပေမဲ့ဒီမှာ analytics ကိုထပ်ကြည့်ကြည့်ရအောင် ဒါဆိုရင်ဒီမှာပတ်စံနေပိုင်းညာရင်မပေါ်ဘူးတလားသို့တော့ subscriber တယောက်မှမရဘူးဒီ live လွှင့်တဲ့အတွက်ဒီ live လွှင့်တဲ့အတွက်တစ်ခါလေးကျရင် subscriber အစ်စ်တွေထိုက်ရတာရှိတတ်တယ်လीပြီးရင် view ကအားလုံးပေါင်း80ကြီးသွားတယ်အဲ့တော့ဘယ်အခြေအနေမှာ live လွှင့်လို့ရလဲဘယ်လို live လွှင့်လို့ရလဲဆိုတာကိုကျွန်တော်မိတ်ဆွေတို့ပြောပြမယ်အခုအောက်ဆုံးကဒီဘက်ပြီးမှာ setting ဆိုတာရှိတယ် setting ဆိုတာကိုသွားလိုက်တော်လိုက်ပြီးွားရင်ကိုယ့်ရဲ့ YouTube channel မှာဒီမှာအမေအများဆုံးအမေးများတဲ့နေရာပဲကျွန်တော်ဒီဟာနဲ့ပတ်သက်ပြီးအရှိမ ကျွတ်တူရီတကူတင်ထားပြီးသေးတယ်အဲ့တော့တချို့တွေရကြတယ်တချို့တွေမရကြဘူးလို့ဖြစ်နေလို့ဒီနေရာမှာကျွန်တော်ထပ်ပြရမယ်ဘယ်လိုသွားရမလဲဆိုရင် channel ကိုသွားရမယ်ဒီ channel ကိုသွားပြီးသွားရင် country of residence ကမိတ်ဆွေတို့တခြားနိုင်ငံ monetization ရတဲ့နိုင်ငံတခုခုရွေးထားရင်ရတယ်ပတ်စံကလည်း monetization အောင်ထုတ်လို့ရတယ်ကျွန်တော်ဆိုထိုင်းလန်ရွေးထားတယ်ဒါပေမဲ့ AdSense account က Thailand account ဖြစ်မှာမဟုတ်လို့ကျွန်တော်က Thailand ယူထားတာ။ကိုက AdSense account က Japan account ဖြစ်မှာဆိုရင်ဒီခါလေးဒီနေရာမှာ Japan ယူထားရင်ပိုကောင်းတယ်။အဲ့ဒါအပြင်ဒီနေရာမှာ keyword တွေတချို့ view မတက်ဘူးပါညာစသဖြင့်ပြောကြတယ်လीအဲ့ဒီနေရာမှာ keyboard တွေထည့်နော်ဘာဒီမှန်းမသိတဲ့ခါကြီးရိုက်ရှာရင်ကိုကိုလွယ်လွယ်ကူကူနဲ့ရှာတွေ့မယ် keyboard တွေကိုထည့်ကိုနေစကိုနေပေါ့ tab လေးနှိမ့်လိုက်တစ်ခုပေါ်လာတယ်ယူရိုက်ရှာတာများမဲ့ဟာလေးရောက်တယ်နော်ထွေထွေဘူးတူတာထည့်ပြီးတော့ပြည့်စုံပြီးစစ်စစ်ပြီးသွားပြီဆိုရင်ဒါတော့ဟို live run ထားနေမဆိုင်ပါဘူးကျွန်တော်တခါတည်းတလက်ဆက်တယ်ပြောပြလိုက်တာဒါမျိုးလုပ်ထားရင် view လေးနည်းနည်းပိုရတယ်လူရှာရင်ပိုတွေ့တယ် advanced setting ဆိုတော့သွားလိုက်ထပ်ပြီးတော့လीဒီနေရာမှာ advanced setting မှာတခါတည်းကလေးတွေအတွက်မဟုတ်ဘူးလို့လုပ်ထားလိုက်အန်ရဲ့ကင်းတယ်ကလေးတွေကြည်ကြည်မကြည်ကြည် ကလေးတွေအတွက်လို့ကျွန်တော်တို့ကပြောထားလိုက်ရင်အဲ့ဒါတချို့နေရာတွေမှာမပေါ်တော့ဘူး view ကပိုတောင်ကြာသေးတယ်။ကလေးတွေအတွက်လို့ yes လို့လုံးဝမလုပ်နဲ့သူတို့စီမကအရန် policy ပြင်ထန်တယ်။ကလေးတွေကိုမဟုတ်တာသွားပြီးပြလို့မရဘူးပေါ့နော်။အဲ့တော့ဒီနေရာမှာဒီ feature လေးတွေကိုတစ်ခေါက်ကျွန်တော်ပြန်ပြီးရှင်းပြအောင်။ပထမဆုံး feature က standard features အကောင့်ဖွင့်လိုက်တာနဲ့ရတယ်။ level 1 features မှာဘာလို့လုပ်ရလဲဆိုရင် playlist တွေဖန်ပြီးလို့ရတယ်။ video တင်ခွင့်ရနေပြီ။အဲ့ဒါဒီ gmail account တစ်ကောင်နဲ့ YouTube channel ဖွင့်ထားလိုက်တာနဲ့လုပ်လို့ရတယ်။ဘာမှအထူးတလဲဖွင့်စရာမလိုဘူး။ ဒီမှာ intermediate features လို့လာအောင်နံပါတ်1 features ပွင့်မှာဘာလုပ်လို့ရလဲဆိုရင် thumbnail တွေ custom လုပ်လို့ရတယ် live stream လွှင့်လို့ရတယ် video 15မိနစ်ထက်ရှိတဲ့ video တွေကိုတင်ခွင့်ရှိသွားတယ် okay ဒီနေရာမှာပွင့်ဖို့အတွက်ကိုလုပ်လို့ရတဲ့ကိစ္စက verify phone number လောက်ရတယ်အဲ့ဒီနေရာမှာ phone number က verify လုပ်လို့မရပါဘူးမရပါဘူးဖြစ်တဲ့သူတွေကဘာလုပ်ရမလဲဆိုရင် browser ပြောင်းလိုက် ဒီ browser မရဘူးဆိုရင်တခြား browser ပြောင်းလိုက်ဆိုလိုချင်တာ Google Chrome မှာမရဘူးဆိုရင် Firefox မှာတော့လုပ် Firefox မှာမရဘူးဆိုရင် Microsoft Edge မှာပဲဖြစ်ဖြစ်လုပ်လိုက်အဲ့လိုမှမရဘူးဆိုရင်ကျွန်တော်တို့ကဒီ browser ရဲ့ setting ကိုသွားကိုတုံးနေတဲ့ browser တစ်ခုခုရဲ့ setting ကိုသွား setting ကိုသွားပြီးဝိုင်းရင်အဲ့ထဲမှာဒီမှာ cookies လို့ရိုက်ချလိုက်ရင်လေ cookies တွေ cache တွေကိုကျွန်တော်တို့သွားပြီး clear လုပ်ရတယ်။ delete browsing data ဆိုတဲ့နေရာကိုအရင်သွားလိုက်။သွားပြီးဝိုင်းရင်ကျွန်တော်တို့ကဒီ cookies နဲ့ cache file မျိုးကျွန်တော် clear လုပ်အောင်မှာ clear လုပ်မယ်ဆိုရင်မိတ်ဆွေတို့အမြဲတမ်းသတိထားမယ်ကိစ္စကိုက log out ထွက်သွားမှာ email password တွေဘာတွေလဲ log out ဟိုဖြတ်မသွားအောင်လို့ကိုအမှတ်မိနေဖို့လိုတယ်နော်ကိုယ့် email ကိုယ့် facebook ကိုယ့် youtube ကိုဒီ browser ပေါ်မှာ login ဝင်ထားတဲ့အကောင့်တွေက log out ထွက်သွားလိမ့်မယ်အဲ့ဒါအမှားပဲခုနကဖုန်းနံပါတ်ကအဆင်ပြေတယ်အဲ့ဒါကျွန်တော်မိတ်ဆွေတယောက်ရဲ့စမ်းကြည့်ထားတဲ့ပုံစံကိုပြန်ရှင်းပြတာ ကျွန်တော်တို့ကတော့ဖုန်းနံပါတ်ကအဆင်မပြေတာနောက်ထပ် issue တစ်ခုကအဲ့တော့ကျွန်တော်တို့ mydane နဲ့ဆိုရင်လည်း OTP ကြရတယ်ပေါ့ဗျာပြောရရင်တော့လှမ်းပြီးတော့နံပါတ်လှမ်းပို့လို့ရတယ် verify လုပ်လို့ရတယ်ဒီနောက်ဆုံး features ကနှစ်မျိုးဖြစ်ပေါ်တယ်တစ်ခုက video verification နဲ့လုပ်လို့ရတယ်နောက်တစ်ခုက channel history နဲ့လုပ်တာကျွန်တော်ဆိုရင်ဒီမှာ video verification နဲ့လုပ်လို့မရဘူး valid id id နဲ့ပြလို့လည်းမရဘူးဒီ channel ကြတော့ကျွန်တော် channel history နဲ့ရသွားတာ channel history ဆိုတာက channel မှာ thumbnail ပြင်လို့လည်းမရဘူးဘာမှမရဘူးထား ပုံမှန်လေးပုံမှန်လေးဗီဒီယိုကိုတပုတ်စီတပုတ်စီတင်တင်သွားရင်းနဲ့အပုတ်20 30လောက်မှာသူကသူပွင့်သွားတယ် audience လည်းရသွားတယ်ပေါ့နော်အဲ့ဒီ level 3 features ပွင့်သွားရင်တော့ဘာလို့လို့ရလဲဆိုရင်တခြားအရာတွေပို့ပြီးတော့လို့လို့ရသွားတာပေါ့ဗျာ content id claim လို့ပြောတော့ဒါဒီကျွန်တော်တင်ထားတဲ့ content မှာစသဖြင့်အဲ့ထာမျိုးတွေ claim လို့လို့ရတယ်နောက်တစ်ခုက external link တွေထည့်လို့ရတယ်ဆိုလိုချင်တာကကျွန်တော်တို့ video တပုတ်ပုတ် YouTube video တပုတ်ပုတ်အောက်မှာကျွန်တော် link လေးတွေထည့်ပေးချင်တာရှင် Facebook ကဒီမှာပါဗျာကျွန်တော်ရဲ့ TikTok ကတော့ဒီမှာပါဗျာဆိုပြီးထည့်ပြလို့မရအောင် YouTube က YouTube link အချင်းချင်းပဲထည့်ပြလို့ရတယ်ဒါပေမဲ့ level 3.1ရင်တခြား platform မှာ link နေ Google Drive တွေလာပြီးတော့ထည့်ပြလို့ရသွားတယ်ပြီးရင် live stream တွေပို့ပြီးတော့လုပ်လို့ရပါတယ်နော် embed တွေလုပ်ရပါတယ်ကို live stream သူများထိစင်မှာတော့မြုပ်နေတာတော့လည်းလုပ်လို့ရတယ်ပေါ့ဗျာအဲ့တော့ video နေ့စဉ်တင်ထိုင်နေနှုံးရလဲပြန်ပြီးတော့မြင်ပါတယ်ပြီးတော့နောက်တစ်ခု AB test ဆိုတာရှိတယ်ဗျာတမ်နေတွေမှာ AB test ဘယ်ဟာပိုကောင်းတယ်ဘယ်ဟာပိုမကောင်းအဖုံးပေါ့ အဲအဲ့ဒါကိုကျွန်တော်တို့ကစမ်းတက်လို့လည်းရတယ်နောက်တစ်ခုက monetization ရောက်ခွင့်ရသွားတယ်အဲ့တော့ဒီသုံးခုကိုပွင့်ပြီလားမပွင့်ပြီလားဆိုတာကိုကြည့်ရင်းနဲ့ဒါကဖြည်းဖြည်းစီစမ်းစစ်ရမယ့်အရာ तू မပွင့်လို့ဘာမှစိတ်ညစ်စရာလည်းမလိုဘူး level 3မပွင့်ရင်ဗီဒီယိုလေးပုံမှန်တင်နေနေပွင့်သွားတာကျွန်တော်ဆိုဒီဘက် channel ဆိုရင် easy ပဲလွတ်ထားလိုက်တာတလားလောက်ကြာတော့ပွင့်သွားတယ်ပုံမှန်လေးတင်နေတယ်လေတလားခွဲလားမသိဘူးကြားတယ်အဲ့ဒါတော့တော်တော်လေးအရှိန်ယူလိုက်ရတယ်ပေါ့နော်ထားပါတော့နော်ဒီမှာပြောရရင် save နေလိုက် channel ဟာဒီအကုန်လုံးကအဲ့လောက်ကြီးထိဟိုမလိုဘူးဗျာ channel setting က ကျွန်တော် live လုပ်မယ်ဆိုရင်လွှင့်လို့ရတဲ့နီလန်းကနှစ်မျိုးရှိတယ်မျိုးကကျွန်တော်အခုဒီမှာ recording ဆွဲနေတဲ့ OBS OBS Studio ဆို free အလကားနော်ကျွန်တော်မျိုးဆို download ဆွဲလို့ရတယ်ဒီလိုရိုက်ရှာလိုက်အောင်မယ်အဲ့ဒီ OBS Studio လူတိုင်းသုံးတယ်ကျွန်တော် live stream လည်းလွှင့်လို့ရတယ်အခုလို YouTube video တွေကို recording ဆွဲလို့လည်းရတယ် display capture မှာကျွန်တော်ကဒီဘက်ကိုချိန်လိုက်မယ်ဆိုရင်ဒီမှာကြည့်ကြည့်ကျွန်တော်မျိုးဆိုမြင်ရတယ်အဲ့တော့ဒါက OBS Studio ကျွန်တော်ပြောနေတဲ့ mic အတန်ဒီမှာလीအ ြင်ရတယ်အပီအပေါ်ကဟာကြီးကခဏမေးထားလိုက်နော်အပေါ်ကဟာကြီးကဒီမှာကြည့်ကြည့်ကျွန်တော်အခု recording ဆွဲနေတာမဟုတ်လို့ live stream ဆိုရင်လည်းဒီကနေ live stream လုပ်လို့ရတယ်အဲ့ဒီကနေ live stream လုပ်ဖို့အတွက်ကိုကျွန်တော်တို့က OBS မှာဆိုရင်ဘဲကိုအရင်သွားရလဲဆိုရင် setting ကိုအရင်သွားရတယ် setting ဆိုတာဒီညာဘက်တောင်မှာ setting ဆိုတာလေးရှိတယ်အဲ့ setting ကိုသွားလိုက်သွားလိုက်တဲ့အခါမှာဘာပေါ်လာမလဲဆိုရင်ဒီလိုကြီးပေါ်လာပေါ်လာရင်ဒီဘက်မှာ stream ဆိုတာရှိတယ်အဲ့ stream ကိုသွားပြီးသွားရင်ကျွန်တော်တို့က ဒီ service မှာ YouTube RTMPS ဆိုတာလေးကိုရွေးထားလိုက်ပြီးွားရင် server ကဒါပဲ primary server ပဲဒီမှာ next chapter ဝေး connect ဆိုပြီးကျွန်တော်က account connect လုပ်ထားတယ်ကျွန်တော်မိတ်ဆွေတို့ဒီနေရာမှာ account လေးကို connect ဆိုပြီးနှိပ်ပြီးတော့ခုနက browser က gmail လေးနဲ့ approve လုပ်ပေးလိုက်ဘာ gmail လဲကို YouTube account ဖွင့်ထားတဲ့ gmail လေးနဲ့ approve လုပ်ထားပေးလိုက်ရင် auto ချိတ်ပြီးသားအဲ့ဒီနီလန်က beginner တွေအတွက်ဆက်ကျွန်တော်လို့ပေါ့ကျွန်တော်ဆက်စာချင်းလောက်တော့ ਆ လीဘီဂင်နာအနေနဲ့လောက်တာကျွန်တော်အဆင်မပြေဘူး အဆင်မပြေဘူးဆိုတာနည်းနည်းလေးကျွန်တော်တို့မျက်စိရှုပ်တယ်လို့ခံစားရတယ်မော်နီတာကလည်းနှလုံးလိုနေတယ်တစ်ဖက်ကလည်း OBS ကိုဖွင့်ထားရတယ်တစ်ဖက်ကလည်းဒီဘက်က YouTube ကြီးကိုဖွင့်ထားရသေးတယ်ဆိုတော့ဟို live မှာလာပြီး comment ရေးတဲ့သူတွေဆီကစာလည်းဖတ်ဖို့လိုနေသေးတယ်ဆိုတော့ကျွန်တော်ကတော့ YouTube ကနေပဲဒဲကို live run လိုက်တာကျွန်တော်တို့ video upload တင်သလိုပဲဒီလားဘာမှအထွေထူးခဲရကဲစင်မဟုတ်ဘူးကျွန်တော်အစပိုင်းမှာ test လုပ်ကြည့်လို့ရတယ်အဲ့ဒါဆိုကျွန်တော်ဒီညာဘက်တောင်မှာ create ဆိုတာလေးရှိတယ် create ကိုတွားပြီးတော့ဒီမှာ go live ဆိုတာလေးနှိပ်လိုက်အောင်မယ် go live လို့နှိပ်လိုက်ဒါကြီးပေါ်လာတယ်ပေါ့ဗျာဒီဘက်တောင်ကအဆက်ကလေးကခုနက streaming software ကျွန်တော်တို့ live လွှင့်မဲ့ software တခုခုချိတ်ဆက်တာခုနက OBS နဲ့ဒါနဲ့ချိတ်ဆက်မယ်ဆိုရင်ကျွန်တော်တို့ D ကနေလာရတယ်ပြီးတော့ stream setup help ဆိုတာရှိတယ်ဒါလေးကိုနှိပ်လိုက်ပြီး D key ကို copy ယူပြီးတော့ခုနက OBS ထဲကိုထည့်လို့ရတယ်လို့ကျွန်တော်ခုနကပြောသလိုပေါ့ account လှမ်းပြီး OBS ကကြိုးချိတ်ထားရင်တော့ဒါလေးဘာမှလုပ်စရာမလိုတော့တန်းပြီးတော့ live stream လွှင့်လိုက်ရုံပဲဒီမှာနောက်တစ်မျိုးလွှဲတာဒါလေးဒီကင်မရာပုံလေးကိုတွားလိုက်အဲ့ဆိုရင် webcam လေးဖြစ်သွားတာပေါ့ webcam လေးဖြစ်သွားရင်အဲ့ဒီမှာကျွန်တော်ဆိုရင်ကင်မရာ မရပါကင်မရာမရှိပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီဘက်မှာဗီဒီယိုဖမ်းနေလို့ကင်မရာမရှိဘူးတဲ့ဒီဘက်ကကင်မရာကြီးကိုကျွန်တော်ပိတ်လိုက်โอเคအဲ့ဒါဆိုဒီလိုပေါ်လာတဲ့အတွက်ကျွန်တော်တို့ဗီဒီယိုတင်တယ်လို့ပဲဒီ day အဆင့်ကိုအရင်လောက်ရမယ် customization နဲ့ visibility နဲ့ခဏထားအောင်เนาะဒီနှစ်ဆင့်อ่ะဒီ day ဆက်မှာကျွန်တော်ကခေါင်းစဉ်ဒီ live က testing လုပ်နေတာပါ live testing ပါညာပေါ့เนาะပြီးရင်ကျွန်တော်ရေးဒီ live မှာပြောမယ့်အကြောင်းအရာကကျွန်တော်တို့ဘာဖြစ်ပါလဲဘာဖြစ်ပါလဲပေါ့ဗျာဒီမှာရေးမယ်ပြီးရင်ဒီမှာ webcam ကျွန်တော်တို့ရဲ့ကင်မရာကွန်ပျူတာကင်မရာပဲဖြစ်ဖြစ်ကိုချိတ်ဆက်ထားတဲ့ webcam တစ်ခုနဲ့ချိတ်ရတယ် category ကကိုကြိုက်တဲ့ဟာပေးပေါ့လီပေါ်မယ်ဘာညာဆိုရင်လည်းရိုင်းမယ် entertainment ဘာညာယူလိုက်တာပဲအဲ့ဒါတော့အဲ့လောက်အရေးမကြီးဘူးတပ်နေတခါတည်းတင်ထားလိုက်လို့ရတယ်ကျွန်တော်တို့ဒီမှာဘာ live ညာ live ဆိုတဲ့ဟာမျိုးတင်ထားလို့ရတယ် playlist playlist ဆိုရင်ကျွန်တော်ငကိုရဲအဲ့မှာ live ဆိုတဲ့ playlist ကိုကျွန်တော်လုတ်ထားပြီးသားဟုတ်လုတ်ထားတော့ဒီကောင်ကိုအမှန်ချင်လိုက်လို့ရတယ်မရှိသေးရင်ဒီ playlist ကကိုယ့်အကိုတော့ပြီး create လုပ်လို့ရတယ်ကျွန်တော်တို့တာမန် video တွေ playlist တွေဖန်ပြီးတယ်လို့ပဲเนาะပြောရင် no is not made for kid ပြောတော့ next နေလိုက်အောင်မယ် next နေလိုက်ရင်ဒီအပေါ်မှာ live chat အဲ့ဒါက live မှာချက်တွေကိုပေးပြီးတော့စကားပြောမှလားဒီမှာ replay replay ဆိုတာနောက်ကြည့်တဲ့လူတွေကကျွန်တော် live မှာတခြားသူတွေစကားပြောသွားတာကိုပြန်မြင်ရမလားမမြင်ရမလား live chat summary လည်းဒီလိုပဲเนาะထွေထူးမဟုတ်ဘူးဒါလေးတွေအမှန်ချက်ပြထားလိုက်လို့ရတယ်ပြီးတော့ဘယ်သူတွေစာပို့ခွင့်ရှိလဲဆိုတာကိုကျွန်တော်ဒီမှာရေးလို့ရတယ် anyone လူတိုင်းဒါမှမဟုတ် subscriber တွေပဲကျွန်တော် subscribe မလုပ်ထားတဲ့သူဆိုရင်ပို့လို့မရဘူးစာပို့လို့မရဘူး အနည်းဆုံးတော့ကျွန်တော် subscribe လုပ်တာ10မိနစ်ရှိရမယ်။အဲမိနစ်20နဲ့အထပ်ဖြစ်ရမယ်။အဲ့လိုမျိုးရွေးချယ်ထားလိုက်လို့ရတယ်။ပြီးတော့ live reaction တွေကတော့ကျွန်တော်ဆိုရင်တော့ဖွင့်ထားလိုက်တယ်။ဒီ slow mo ဆိုတာရှိသေးတယ်။ slow mo ဆိုတာက live မှာစာရီအရန်ပို့တယ်ပေါ့ဗျာ။စာရီအရန်ပို့တယ်ဆိုရင်ကျွန်တော် slow mo ဖွင့်ထားလိုက်ပြီ10 second ဆိုရင်လူတစ်ယောက်က comment တစ်ချောင်းရေးပြီးသွားရင်နောက်ထပ်10 second နေမှနောက်တစ်ချောင်းကိုရေးလို့ရတော့မယ်။အဲအဲ့ဒါမျိုးပြောတာ။ပြီးတော့ next နေလိုက်။ပြီးတော့ဒီမှာ visibility မှာ public နဲ့ unlisted နဲ့ private နဲ့ရှိတယ်။အရင်ဆုံး unlisted လို့သွားလိုက်တာကောင်းတယ်။ enlisted ဆိုရင်ဒီ live stream လွှင့်နေတဲ့ link ကိုမရှိရင်ကျွန်တော် live လွှင့်တာကိုဘယ်သူမှမမြင်ရအောင်အဲ့ဒါပဲဒီမှာ public ဆိုရင်တခါတည်း go live ဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ audio တွေကောင်းလားမကောင်းလားအခြေအနေတွေကောင်းလားမကောင်းလားဆိုတာကိုဒီ enlisted ကိုနှိပ်ပြီးတော့ဒီမှာ down နှိပ်လိုက်လို့ရတယ်အရင်ဆုံးအဲ့တော့ဒါမျိုးပေါ်လာတဲ့အခါမှာဒါကကျွန်တော်ခုနပြီးထားတဲ့ခေါင်းစဉ်ကြီးဖြစ်လာတယ် live testing အဲ့ဒီမှာခေါင်းစဉ်ပြောင်းပြင်ခြင်းရသေးတယ် privacy က enlisted เนาะအဲ့ဒီအချိန်မှာမိတ်ဆွေတို့ရဲ့ channel ကတိရှိမှန်ပြည်သက်တရားဘယ်လိုပုံနေမလဲဆိုရင် သူတို့စီမှာဒီမှာတမ်နေထည့်ထားမယ်ဆိုရင်တမ်နေနဲ့အခုနေရတော့ဖြင့်ဘယ်နှစ်နာရီပဲအချိန်မှာ live လွှင့်ပါတော့မယ်3နာရီ16မိနစ်မှာတော့ live ဖြစ်မှာတော့မယ်ဆိုတာမျိုးကြီးကိုပေါ်တယ်ခေါင်းစဉ်ဒီခေါင်းစဉ်နဲ့ပြီးတော့ကင်မရာဒီကင်မရာနဲ့ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က live မစခင်မှာဒီလို share နေလို့ရသေးတယ်ဘယ်အချိန်မှာအဲဘာဒီ link ကနေ live ခွင့်မှာအခုနေညနေ9နာရီမှာ live လွှင့်တော့မှာကိုနေဒီညနေ6နာရီမှာ live လွှင့်တော့မှာဖြစ်ပါတယ်ဆိုပြီးဒီလို share ပြီးတော့ link လေးတွေကို Facebook တို့ဘာတို့ညာတို့စတဲ့အပေါ်မှာအဲသွားပြီးတော့ကြိုပြီး share ထားနှင်ပေါ့နော် share ထားမှဒီ live ကိုလူတွေ့မယ် အဲ့တော့ကိုနေကဒီမှာ enlisted ဆိုတာဖြစ်နေတယ် enlisted ကအတိတ်ပဲကခုနက link ရှိမှမြင်ရမယ်ဗျာ link မရှိရင်မမြင်ရဘူး public ရဲ့အတိတ်ပဲကတော့လူတိုင်းမြင်ရမယ် go live ဆိုရဲဟာနေလိုက်ရင်ဘယ်သူမှမမြင်ရသေးဘူးเนาะအဲ့ဒီမှာကြည့်ကြည့်ကျွန်တော်မျက်နှာကြီးနဲ့ going live ဆိုပြီးတော့အဲ့လိုပေါ်လာတယ် studio ပြန်သွားကြည့်လို့ရတယ်ကျွန်တော်တို့ live လုပ်နေတယ်ဆိုရင်အဲ့ဒီနေရာမှာဒီ content ကိုသွားလိုက်เนาะ content ကိုသွားလိုက်ပြီးတော့ရင်ဒီမှာ live ကိုသွားလိုက်ကျွန်တော်တို့ live stream လုပ်နေတယ်ဆိုရင်ဒီမှာ app gaming app gaming ဆိုပြီးတော့ဒီမှာပေါ်နေတယ် အဲ့ဒါကိုကျွန်တော်တို့ကဒီမှာ unlisted ဖြစ်နေလို့အကယ်၍ဒီနေရာမှာ public ပြောင်းလိုက်မယ်ဆိုရင်တကယ် live အစ်စ်ဖြစ်သွားမှာပေါ့နော်ကျွန်တော်တို့က live လွှင့်ပြီးသွားပြီဆိုရင်ဒီနေရာမှာအဲကျွန်တော် content တင်ထားခဲ့တယ်လို့ပဲဒါမျိုးပေါ်သွားတယ်ဒါဆိုကျွန်တော် live ပြီးသွားပြီ replay အဆင့်ရောက်သွားတယ်ဟုတ်လား live replay မှာဒီမှာကျွန်တော် public လုပ်ထားမယ်ဆိုရင်လူတိုင်းကဒီ live stream ကိုဝင်ကြည့်လို့ရသွားမယ်အဲ့ဒီကနေ view လည်းရမယ် watch hour လည်းရမယ် ် monetization အောင်ပြီးသားဆိုရင်ကျွန်တော်ဟိုဘက် channel ရလို့မျိုးပတ်စံဝင်ငွေလည်းရမယ်ကျွန်တော်ကတော့ဒီ live ကိုဖြတ်ချင်ပါတယ်ဆိုရင်တခါလေးဒီမှာဒါရီနှိပ်ပြီးတော့ more action ဆိုပြီးတော့ delete forever လုတ်ပြလိုက်လို့လည်းရတယ်ပေါ့နော် i understand နှိပ်ပြီးတော့ delete forever လုတ်လို့လည်းရတယ်ဒါကတော့ကျွန်တော်စမ်းထားတာဖြစ်နေလို့လေကျွန်တော်တို့ monetization မအောင်သေးတဲ့သူတွေဆိုရင်ဘယ်လိုသွားကြည့်ရမလဲဆိုရင်ဒီ earn ကိုလာကြည့် earn ကိုလာကြည့်ပြီးသွားရင်အနိထားကိုကြည့်လိုက်ပေါ့နော်ကျွန်တော်ဆိုရင်လည်းဒီမှာ나이တွေလုံနေသေးတယ်အဲ့ဒါဘာကြောင့်လဲကျွန်တော် consistency မကောင်းလို့ဒီဘက် channel မှာဆိုရင်ကျွန်တော်ပုံမှန်မတင်လို့ subscriber ကတော့ကျွန်တော်ပြည့်နေပြီ subscriber 1000ပြည့်တာနဲ့ live ကလွှင့်လို့ရတယ်အဲဒီ monetization ကိစ္စနိုင်ပြည့်ဖို့မပြည့်ဖို့ကတော့ကိုယ့်ကိုကျွန်တော်တို့ဆက်လက်ပြီးတော့စ조사မှာပေါ့ဗျာပြီးနောက်တစ်ခုကဒီ super တို့ဘာလို့လဲအဲ့ဒီဟာတွေက the sticker တွေဘာညာတွေဗျာဒီလား solution ကဗျာ fan တွေကပတ်စံပေးပြီးတော့ဝေထားတဲ့ဟို chat style လေးတွေ sticker လေးတွေနဲ့ comment ပေးတာတို့ဘာလို့ဆိုရင် live ဒီမှာတချို့တွေပို့ပြီးတော့ကို fan ကိုအတိမတ်ပြုတ်ဖြစ်တယ်စာကလည်းပို့ပြီးတော့ပေါ်လွင်သွားတယ်လှကလည်းပို့လှပါတယ်အဲ့ဒီ တ်ဆက်နဲ့ဝယ်သုံးတဲ့ fan တွေရရင်ကျွန်တော်တို့စီမှာလည်းဝင်ဝေးရတယ်နောက်တစ်ပေါက်ကအဲ့လို TikTok မှာလည်းဒီမှာ gift ချတယ်လို့ပေါ့ဗျာအဲ့လိုပဲ YouTube မှာလည်းအဲ့လို live လွှင့်နေတဲ့အချိန်မှာကိုကြိုက်တဲ့ fan တွေကပတ်ဆက်နေတကယ်သုံးတယ်သူတို့က sticker တွေကိုအဲ့လိုဝယ်ဝယ်ပြီးသုံးကြတယ် comment တွေရေးတဲ့အခါမှာသူထက်ငါအဲ့ဒီမှာအတိအမှတ်ပို့ပြုတ်အောင်လို့ live လွှင့်နေတဲ့သူကပုံမြင်အောင်လို့သုံးကြတယ်အဲ့တော့ဒီ strategy ကိုလည်းသွားချင်ရင်သွားလို့ရတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါတစ်ခုမှ apply မလုပ်တာဟုတ်ကျွန်တော် apply လုပ်လို့ရနေပြီဆိုပေမဲ့မလုပ်ဖြစ်ဘူးဗျာ membership လည်းဒီလိုပဲပတ်ဆက်ပြီးတဲ့သူတွေအတွက်ကိုအဲတီးတန့် ဖန်တီးထားတဲ့ဗီဒီယိုတွေပြတာပေါ့နော်အဲ့ဒါမျိုးကတော့ကျွန်တော် channel နှစ်ခုလုံးမှာမလုပ်ဖြစ်လိုက်ဘူး edit.dv ဒီကကျွန်တော်မိတ်ဆွေတွေအတွက်အကျိုးရှိမယ်လို့ထင်ပါတယ်ဖုန်းနံပါတ် verification လုပ်တဲ့နေရာမှာအဲ့ browser cookies တွေ clear လုပ်ပြီးမှပြန်လုပ်တာကတရားမှာ90ပြန်ရတယ်လို့ပြောတယ်အဲ့ဒါကျွန်တော်လှန်လောချဖွေပြီးသားအဲ့တော့ပါကစ္စတန်တို့အိန္ဒိယတို့မှာလည်းအဲ့ပြဿနာဖြစ်တယ်အဲ့ဒီအတိုင်းပဲတဲ့သူတို့ဖြေရှင်းတဲ့နည်းလမ်းကအဲ့တော့ထပ်ပြီးတော့စမ်းကြည့်ပါအောင်ကျွန်တော်မိတ်ဆွေတို့ကို live တွေမှာလည်း ဆက်လက်တွေ့ဆုံပါမယ်ကျွန်တော်လည်း live တွေကိုအပတ်စဉ်လွှင့်ပြနိုင်အောင်ကျွန်တော်မိတ်ဆွေတို့နဲ့တပြိုင်တည်းမှာပဲစကားပြောဆိုပြီးပြန်ဖြေချနိုင်အောင်လို့ကျွန်တော်စီစဉ်နေတယ်အဲ့တော့တပတ်တစ်ချိန်ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်လည်းစူးစမ်းနေတယ်ကျွန်တော်မိတ်ဆွေတို့လည်းစူးစမ်းရင်းနဲ့အောင်မြင်ကြပါစေ